ရသခင်ကျေးဇူးတော်ချီးမွမ်းပါလေကျွန်တော်နှုတ်ကပတ်တော်အားဖြင့်သူတို့ကဆင်ခြင်ခွန်အားယူရန်အတွက်ယောမဩဝါဒစာခန်းကြီး7အပိုင်ငယ်15ဝမ်းမြောက်သောသူတို့နှင့်အတူဝမ်းမြောက်ခြင်းကို၎င်းငိုကြွေးသောသူတို့နှင့်အတူငိုကြွေးခြင်းကို၎င်းပြုကြလောကျွန်တော်ဒီနှုတ်ကပတ်တော်မှာတမန်တော်ရှင်ဘောလူကဖော်ပြပါလေယုံကြည်သူတွေရဲ့အသက်တာထဲမှာဝမ်းမြောက်သောသူတို့နှင့်အတူဝမ်းမြောက်ခြင်းကိုပြုရမယ် ငိုကြွေးသောသူတို့နဲ့အတူလဲငိုကြွေးခြင်းကိုပြုရမယ်လို့ဖော်ပြပါတယ်။ဒါကခရိယံအသက်ရှင်ခြင်းမှာအင်မတန်အရေးကြီးတဲ့အကျင့်ဝတ်ဖြစ်တယ်။တမန်တော်ရှင်ပေါလုအပြင်ဖခင်သခင်ကဖွင့်ပြပါတယ်။ယုံကြည်သူဖခင်သားသမီးခရိယံတယောက်ရဲ့အသက်တာထဲမှာဝမ်းမြောက်တဲ့သူတွေနဲ့အတူဝမ်းမြောက်ခြင်းကိုပြုတတ်ဖို့ငိုကြွေးသောသူတို့နဲ့အတူငိုကြွေးခြင်းကိုပြုတတ်ဖို့ဖခင်ကအလိုရှိတာဖြစ်ပါတယ်။ဒါကရင့်ကျက်ခြင်းရဲ့လက္ခဏာသင်္ကေတဖြစ်ပါတယ်။ မရင်ကျက်တဲ့လူတယောက်ကအသက်တာထဲမှာကိုစားရဖို့ကိုဝေးရဖို့ကိုအောင်မြင်ဖို့ငါဆိုတဲ့အတ္တသဘောတွေနဲ့အသက်ရှင်တတ်ပါတယ်ငါအတွက်ပဲကြည့်တယ်အဲ့ဒါကမရင်ကျက်တဲ့လူတွေရဲ့လက္ခဏာဖြစ်ပါတယ်ရင်ကျက်တဲ့သူရဲ့အသက်တာထဲမှာကိုအတွက်ဆိုတာထက်ငါအတွက်ဆိုတာထက်သူတစ်ပါးအတွက်ကိုစဉ်းစားပေးတတ်တယ်ဒါကြောင့်မို့ဝမ်းမြောက်တဲ့သူတွေနဲ့အတူကျွန်တော်ကဝမ်းမြောက်စွာ ပြုမှုကိုလိုအပ်တယ်လို့ငိုကြွေးတဲ့သူတွေနဲ့အတူလည်းငိုကြွေးခြင်းကိုပြုဖို့လိုအပ်ပါတယ် အခုချိန်မှာလူတွေအများကြီးဒုက္ခရောက်တဲ့ခါမှာကျွန်တော်မြန်မာနိုင်ငံမှာအခက်အခဲတွေအများကြီးကြုံတဲ့ခါမှာလူတွေငိုကြွေးကြတယ်အိမ်မရှိတဲ့သူတွေစားစရာမရှိတဲ့သူတွေနေစရာမရှိတဲ့သူတွေစစ်ပေးကြောင်းဒုက္ခရောက်တဲ့သူတွေဒီလိုငိုကြွေးတဲ့သူတွေနဲ့တူကျွန်တော်တို့ကငိုကြွေးခြင်းကိုပြုဖို့ဘုရားသခင်အလိုရှိတာဖြစ်ပါတယ်ဒါကသခင်ရှုရဲ့စိတ်နေသဘောထားဖြစ်တယ်သခင်ရှုကငိုကြွေးတဲ့သူနဲ့တူအတူတူခံစားပြီးတော့မျှဝေတဲ့ဘုရားဖြစ်ပါတယ် ကျွန်တော်တို့လောကသားတွေလူသားတွေဒုက္ခရောက်တဲ့အခါမှာဘုရားကသူကိုယ်တိုင်လည်းအဲ့ဒီဒုက္ခထဲမှာထပ်တူထပ်မြခံစားရပြီးတော့ကျွန်တော်တို့ကိုမဆာတဲ့ဘုရားဖြစ်ပါတယ်။ဒါကြောင့်မို့သခင်ရှုကိုယုံကြည်တဲ့ကျွန်တော်တို့ကလည်းကပ္ပာကြီးထဲမှာငိုကြွေးတဲ့သူတွေနဲ့အတူငိုကြွေးခြင်းကိုပြုထပ်ဖို့လိုအပ်ပါတယ်။သူများတွေဒုက္ခရောက်နေတဲ့အခါမှာငါနဲ့မဆိုင်ပါဘူး။ငါမိသားစုမှာဒုက္ခမြောက်တာဆိုပြီးတော့ကျွန်တော်ကကိုချင်းစာတရားမရှိဘဲနဲ့ကိုယ့်ရဲ့အတ္တအကျိုးအတွက်ပဲအသက်ရှင်မယ်ဆိုရင်တော့ဘုရားသားသမီးပြီးသားမှာမဟုတ်ပါဘူး။ဘုရားသခင်ကနှစ်သက်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားသခင်သခင်ရှုခွတ်တော်ဘုရားကစာနာစိတ်ရှိတဲ့ဘုရားရှင်ဖြစ်တယ်ထတ်တူထက်မြားခံစားတတ်တဲ့ဘုရားရှင်ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကလည်းသခင်ခွတ်တော်ရဲ့စိတ်နေသဘောတရားတိုင်းငိုကြွေးတဲ့သူတွေနဲ့တူငိုကြွေးခြင်းကိုပြုဖို့လိုအပ်ပါတယ်ကျွန်တော်ရှင်ခရစ်ဝင်ခန်းကြီး7အပိုင်းငယ်33ဝန်းနဲ့35ကိုကြည့်တဲ့အခါမှာ မာရီမဆာ၍လိုက်လာသောယူဒလူတို့သည်ငိုကြွေးကြသည်ကိုယေရှုသည်မြင်တော်မူသောအခါ အလွန်ညှိုးငယ်ခြင်းစိတ်ပူပန်ခြင်းရှိ၍အလောင်းကို အပေမှထားကြသည်ဟု မေးတော်မူလင် သခင်ကြွ၍ကြည်တော်မူပါဟုပြောကြ၏ယေရှုသည် မျက်ရည်ကျတော်မူ၏သခင်ယေရှုမျက်ရည်ကျတယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာထဲမှာရေးသားထားပါတယ်သခင်ယေရှုခရစ်တော်ဖျားကလူသားအလုံးကိုဖန်ဆင်းပိုင်တာတဲ့ဖျားရှင်ဖြစ်ပါတယ်လူကိုချစ်လွန်လို့ဒီလောကမှာလူစားတိလာခံပြီးတော့ လူသားအလုံးမလွတ်မြောက်နိုင်တဲ့အပြစ်တရားအတွက်လက်ဝါးကတိုင်မှာသူ့အသက်ကိုအသေခံပြီးတော့အပြစ်တွေကိုဖယ်ရှားပေးတာဖြစ်ပါတယ်။သုံးရမြောက်သောနေ့မှာရှင်ပြန်ထမြောက်ပြီးတော့သေခြင်းကိုအောင်မြင်တဲ့ဖယားရှင်ဖြစ်တယ်။သုံးရမြောက်သောနေ့မှာရှင်ပြန်ထမြောက်ပြီးတော့တပည့်တော်နဲ့ရပ်ပေါင်း40အတူနေပြီးတော့ကောင်းငင်ကိုပြန်တက်ကြွသွားတယ်။သူ့ကိုယုံကြည်သောသူတိုင်းကိုထာဝရသက်ရဖို့အတွက်ဖယားကကဲ့တင်ပြင်ဆင်ပေးခဲ့ပါတယ်။ ဒီလောကမှာတတ်တော်33နဲ့အသက်ရှင်တဲ့အချိန်ကာလမှာလေသခင်ရှုက လူသားတွေနဲ့အတူထတ်တူထတ်မြားခံစားရတဲ့ဖခင်ရှင်ဖြစ်ပါတယ်။မာရီမာသားလာဇရုဆိုတဲ့မောင်နှမ၃ယောက်ကိုအင်မတန်မှချစ်ခင်ပြီးတော့လာဇရုကအပြင်းဖျားပြီးတော့သေဆုံးသွားပြီးတော့၄ရက်ကြာတဲ့နေ့မှာယေရှုရောက်သွားတယ်။၄ရက်ကြာပြီးတချို့ပြီးသွားပြီးကြောက်ကူထဲမှာရှိနေပြီ။အဲ့ဒီခါမှာယူဒာလူတွေမာရီမာဆပြီးတော့မာသားတို့အားလုံးကငိုကြွေးကြတဲ့ခါမှာ တို့ငိုကြွေးတာကိုယေရှုမြင်တဲ့အခါမှာအလွန်ညှိုးငယ်ခြင်းစိတ်ပူပန်ခြင်းရှိပြီးတော့သူတို့နဲ့အတူထပ်တူထပ်မြခံစားပြီးတော့ယေရှုကမျက်ရည်ကျတယ်လို့တမန်ကျမ်းစာထဲမှာဖော်ပြထားပါတယ်။ဒါကြောင့်မို့သခင်ရှုကသူတို့နဲ့အတူထပ်တူထပ်မြခံစားပြီးတော့သေလွန်သွားတဲ့လာဇရုကိုသင်းချိုင်းကူတွေကနေပြန်လှည့်ပြီးတော့ရှင်ပြန်ထမြောက်စေခဲ့တယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာဖော်ပြထားပါတယ်။ဒီအကြောင်းကိုကြည့်ခြင်းအပြင်သခင်ရှုကလူသားတွေနဲ့အတူထပ်တူထပ်မြခံစားတယ် ငိုကြွေးသောသူတို့နဲ့အတူငိုကြွေးခြင်းကိုပြုတယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကလည်းသခင်ရှုခဲ့သူဒီနေ့မြေမပြည်ကြီးမှာဒုက္ခသောသူတွေနဲ့အတူငိုကြွေးခြင်းကိုပြုပြီးတော့ကိုယ်နဲ့မဆိုင်တဲ့ကဲသူမနေဘဲနဲ့စာနာစိတ်နဲ့လိုအပ်တဲ့သူတွေကိုကူညီပေးဖို့ဆုတောင်းပေးဖို့လိုအပ်ပါတယ်။ကျွန်တော်ရှင်လူကခရစ်ခန်းကြီးခုနှစ်အပိုင်ငယ်73ကိုကြည့်တဲ့အခါမှာလေနာအိနာမျိုးမှာရှိတဲ့မုတ်ဆိုးမကသူ့ရဲ့တအူရီတော်သားလေးသေသွားတဲ့အခါမှာ အင်မတမငိုကြွေးတယ်။ဒီမုတ်ဆိုးမရဲ့ငိုကြွေးတဲ့မျက်ရည်တွေဒီမုတ်ဆိုးမရဲ့အဖြစ်ကိုမြင်တဲ့အခါမှာတနာခြင်းဆိတ်ရှိတယ်။တကယ်တော့ဒီမုတ်ဆိုးမကသူ့သားလေးကိုအတုပွားချဖို့သူ့သားလေးကိုတကြိုဖို့တွားနေတဲ့အချိန်ဖြစ်ပါတယ်။အဲ့ဒီလိုတွားနေတဲ့အချိန်မှာ သခင်ရှုကအဲ့ဒီမိမကိုမြင်တဲ့အခါမှာအဲ့ဒီမုတ်ဆိုးမကိုမြင်တဲ့အခါမှာတနာခြင်းစိတ်တော်ရှိပြီးတော့မငုံနဲ့လို့မိန့်တော်မူတယ်။အနည်းတို့ကြွပြီးတော့တလားကိုလက်နဲ့တို့တယ် ထန်းတဲ့သူတွေကယက်နေပြီးတော့ကိုတော့ကအချင်းလူလင်ထလို့ဆိုပြီးတော့သေနေတဲ့သူ့ရဲ့သားကိုပြောတဲ့အခါမှာသူ့ရဲ့သားကထိုင်ပြီးတော့စကားပြောတယ်အသက်ပြန်ရှင်စေတယ်ပြီးတဲ့အခါမှာသူ့ရဲ့မိခင်ကိုအပ်ပေးတယ်ဆိုအကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်ဒီမျိုးသမီးကသခင်ရှုကိုအကူအညီမတောင်းပါဘူးသူ့မှာဒီသားပဲရှိတယ်သူအားကိုးစရာဒီသားလေးသိဆုံးသွားတာအင်မတန်မှဝမ်းနေပြီးတော့ငိုကြွေးနေတဲ့အခါမှာ အဲ့ဒီမုတ်ဆိုးမကိုမြင်တဲ့ခါမှာသခင်ရှုမှာဘလို့စိတ်တော်ဖြစ်လဲဆိုရင်တော့တနာချင်းစိတ်ရှိပြီးတော့မငုံနဲ့လို့မိန့်တော်မူတယ်။သခင်ရှုကတနာတဲ့စိတ်တော်ရှိတယ်။အဲ့ဒီမုတ်ဆိုးမနဲ့အတူထတ်တူထတ်မြခံစားတယ်။အပေါ်ရတနာချင်းမျိုးမဟုတ်ပါဘူး။လက်တွေ့ထထူထမြခန်းစားပြီးတော့မုတ်ဆိုးမရဲ့သားကိုအသက်ပြန်ရှင်စေခဲ့တယ်။ကုညီမဆပေးခဲ့တယ်ဆိုတဲ့အကြောင်းကိုတမချန်းစာမှာတွေ့ရပါတယ်။ဒါကြောင့်မို့ချစ်သောညောင်စီတိုင်းကျွန်တော်တို့ကိုကိုွယ်တဲ့သခင်ရှုခွတ်တော်ဖခင်က ကျွန်တော်တို့ကိုလက်ဝါးကတိုင်မှာအသက်ပေးပြီးတော့ကယ်တင်ပေးတဲ့ဘုရားရှင်ဖြစ်တယ်။ဒီလောကမှာတတ်တော်33နဲ့အသက်ရှင်တဲ့အချိန်ကာလမှာလေသူကလူသားတွေနဲ့ထတ်ထူထတ်မြားခံစားပြီးတော့လူသားတွေကိုကူညီမစားတဲ့ဘုရားရှင်ဖြစ်ပါတယ်။လာစုတည်တဲ့အခါမှာဝမ်းနေတဲ့ယူဒလူတွေနဲ့အတူတူမာရီမာသားတို့နဲ့အတူတူမျက်ရည်ကျပြီးတော့လေးရကြာတည်နေတဲ့လာစုကိုတည်ခြင်းကနေပြန်ပြီးတော့ရှင်ပြန်ထမြောက်စေခဲ့တယ်။နာအီနာမျိုးကတယောက်သေးသောသားမဟုတ်ဆိုမ သိသွားတဲ့ခါမှာမုတ်ဆိုးမကအင်မတန်မှဝမ်းနေစွာနဲ့ငိုကြွေးတာကိုမြင်တဲ့ခါမှာအဲ့ဒီမုတ်ဆိုးမအကူကြီးမတောင်းပါဘူးအကူကြီးတောင်းလို့လုပ်ပေးတာမဟုတ်ဘူးယေရှုကတနာချင်းစိတ်ရှိပြီးတော့အဲ့ဒီတူရောသားကိုပြန်ပြီးတော့အသက်ပြန်ရှင်စေခဲ့တယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်ဒါကြောင့်မို့ခြေတော်ရောက်စီတိုင်းဒီနေ့ငိုကြွေးသောသူတွေနဲ့အတူငိုကြွေးခြင်းကိုပြုတ်တတ်သောအသက်တာဖြစ်ပါစေသခင်ရှုနဲ့ရှိသောထိုးစိတ်သဘောကိုကျွန်တော်တို့၌ရှိစေဖို့ဖြစ်ပါတယ်ဒါကြောင့်မို့ငိုကြွေးသောသူတို့က ကိုနဲ့မဆိုင်ဘူးဆိုပြီးတော့လစ်လူရှုသောစိတ်မရှိစေပဲနဲ့ငိုကြွေးသောသူတို့နဲ့အတူငိုကြွေးခြင်းကိုပြုတ်ပြီးတော့အပေါ်ရန်တနာခြင်းမျိုးမဟုတ်ပဲနဲ့လက်တွေထက်တူထက်မြခံစားပြီးတော့ကိုညီမစားပေးပြီးတော့ဆုတောင်းပေးတတ်သောသူများဖြစ်စေဖို့ဝင်းကားပါလေအားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ